အီရန်တရုတ်နဲ့ရုရှားတို့ဟာအိုမန်ပြည်နယ်ခွေမှာစစ်ရေးလက်ချက်မှုကြီးစတင်လိုက်ပြီးဖြစ်ပါတယ်။ကာလာကြာရှည်တည်ရှိခဲ့တဲ့နောက်တိုင်းဟာမိတ်ဖွဲ့ကိုအမေရိကန်သမ္မတထရန့်ကဇောက်ထိုးမှုမျိုးဖြစ်စေခဲ့ချိန်မှာအီရန်တရုတ်နဲ့ရုရှားနိုင်ငံမှာစစ်သည်မော်တွေကအိုမန်ပြည်နယ်ခွေမှာနှစ်ဆက်ပြုလုပ်တဲ့စစ်ရေးလက်ချက်မှုကိုဒီနေ့စတင်လိုက်ပြီး၎င်းတို့ရဲ့စစ်ရေးအခြေစက်မှုကိုပြသခဲ့ပါတယ်။ လုံးကျုံရေးတွေ2025အမည်ပေးထားပြီးအီရန်နိုင်ငံချာဘာဟာစက်ကန်ဒီမှာပြုတ်တဲ့စီးရေးလေ့ကျင့်မှုဟာ2019မှာစပြီးတော့အီရန်တရုတ်နဲ့ရုရှားကြား၅ကြိမ်မြောက်ရေတပ်စီးရေးလေ့ကျင့်မှုဖြစ်တယ်လို့တရုတ်ဆိုရမီဒီယာတွေပြောကြားချက်အရသိရပါလိမ့်အမေရိကန်ရဲ့အောဆောင်အာနာနဲ့နောက်တိုင်းဥဆောင်တဲ့ကမ္ဘာလုံးဆိုင်ရာအစီအစဉ်ကိုစိန်ခေါ်ဖို့ကြိုးစားရင်းအာနာရှင်ဆန်တဲ့နိုင်ငံ၃နိုင်ငံကြားက ကြည့်ထွားလာတဲ့ပူပေါင်းဆောင်ရွက်မှုကိုပြသခြင်းဖြင့်အဲ့ဒီစီရီလီကျင်းမှုကိုလေးလာစမ်းစစ်သူတွေကရှုမြင်ကြပါလိမ့်။ဒါပေမဲ့ဒေါ်နယ်ထရန့်ကယူကရိန်းကိုကြောင်းထိုးပြီးရုရှားကိုလက်ခံခဲ့ပြီးဆယ်စုနှစ်များစွာနောက်တိုင်းလုံခြုံရေးဒီကတောက်တိုင်ဖြစ်ခဲ့တဲ့နေတိုးမဟာမိတ်ဖွဲ့ကဆက်ဆံရေးပြတ်တောက်လောက်ခဲ့ခြင်းနဲ့တူအမေရိကန်အကာအကွယ်အတွက်အာရှမဟာမိတ်တွေကငွေကြေးပို့မှုပေးဖို့တိုက်တွန်းခဲ့ပြီးနောက်အခုနှစ်သုံးနိုင်ငံစီရီလီကျင်းမှုကပို့မှုထင်ရှားလာခဲ့တာဖြစ်ပါလိမ့်။ တနည်းအားဖြင့်ပြောရရင်တော့နေတိုးကပြိုကွဲနေတဲ့အချိန်မှာပဲသုံးနိုင်ငံကညီညွတ်ကြောင်းပြသလာတာဖြစ်ပါလေ။ဒီစီရင်လေးချင်းမှုများအကြောင်းမင်းကမေးမြန်းခဲ့ခြင်းမှာ၎င်းအနေနဲ့ American ရန်သက်သုံးနိုင်ငံအင်အားပြောင်းမှုကိုစိုးရိမ်မှုလုံးဝမရှိဘူးလို့သမ္မတ Trump ကပြောပါတယ်။ကျွန်တော်တို့ကသူတို့အားလုံးထက်အင်အားပိုကြီးတယ်။သူတို့ အားလုံးနဲ့ကျွန်တော်တို့ကအင်အားပိုမှုတာလွန်ပါတယ်လို့ Air Force ဘက်မှာ Fault လက်ထဏာကိုသမ္မတ Trump ကပြောပါတယ်။ အဲ့ဒီစီးရီးလေးဒီမှာအမေရိကန်နဲ့အီရန်ကြားတင်းမောင်းမှုမြစ်တဲ့ချိန်နဲ့လည်းတိုက်ဆိုင်နေပါလေအီရန်နျူကလ িয়ার ရေးနဲ့ပတ်သက်ပြီးဒေါ်နယ်ထရန့်ကအမြင့်ဆုံးဖိအားပေးမူဝါဒပြက်လဲချမှတ်ထားပြီးဒါဟာနိုင်ကျင့်တဲ့နေပြူဟာဖြစ်တယ်လို့တီဟီရန်ကရှုတ်ချထားပါလေအိုမန်ဘလကွေကအိန္ဒိယသမုဒ္ဒရာနဲ့ဟောင်းမှုစီးရီးလေးကြောင်းဆက်သွယ်ထားတဲ့အရေးပါတဲ့ဂျီလန်ကြောင့်ဖြစ်ပြီးကမ္ဘာကြီးအကြောင်းကုန်သွယ်မှု၄ပေါက်တပုံခန့်ဖြတ်တန်းတဲ့နေရာလေးဖြစ်ပါတယ် အဲ့ဒီပင်လယ်ကွေ့ကိုသာတောင်းနိုင်ငံကထိန်းချုပ်လိုက်မယ်ဆိုရင်တော့ကမ္ဘာရှေ့ချောင်းကုန်သွယ်မှုလောကကြီးတစ်ခုလုံးကမောက်ကမဖြစ်သွားမှာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။